မင်္ဂလာပါရှင်ခသစ်သတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ် မန္တလေးမြို့မှာရက်ကွက်အလိုက်လူစုမဲနိုင်ခိုင်းပြီးစစ်သားစုနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးမြို့ပြည်ကြီးတကောမြို့နယ်တာတလင်းချင်းရက်ကွက်မှာမလားစနေရက်ကဒေသခံတွေကိုဓမ္မယုံမှာလူစုဝေးပြီးမဲနိုင်ခိုင်းကစစ်သားတစ်စုဆောင်ခဲ့တယ်လို့စေအုပ်စုကသတင်းဖြန့်ပါတယ်။ဒီလိုရက်ကွက်အလိုက်လူစုမဲနိုင်ပြီးစစ်သားတစ်စုဆောင်ရမှာလူငယ်လူရွယ်တွေအနေနဲ့ကိုယ်တိုင်ဓမ္မမဟုတ်ကိုစားမဲနိုင်နိုင်ပြီး အဲ့လိုလာရောက်ချက်မရှိပါကစေအုပ်စုကမျက်ွယ်မဲနိုင်ကရွှေးချယ်တယ်လို့ဆိုပါတယ်။ရက်ွက်အတွင်းစစ်သားတဲ့စုဆောင်ခံရမယ်လူငယ်လူရွယ်ရှိတဲ့အိမ်တိုင်းမဲနိုင်ရပြီးအားလုံးကိုတစ်ချိန်နဲ့စစ်သားတဲ့မစုသေးပဲနံပါတ်အတိုင်းအစင်လိုက်စစ်သားတဲ့စုဆောင်မယ်လို့စေအုပ်စုကဆိုပါတယ်။ ရက်ကွက်လုံးကျမဲနိုင်ခိုင်းတာဟာရက်ကွက်သူရက်ကွက်သားချင်းချင်းမဲကြထားသူကရှောင်လို့မရအောင်ဝိုင်းကြီးချုပ်ပုံစံလုပ်တာလို့မြို့ကန်တောင်းကတုံ့ပြန်ပါတယ်။မဲကြသူတွေကိုခံဝင်ထိုးခိုင်းလိုက်ပြီးရင်နောက်ရှောင်တိန်သွားပါကမိသားစုကိုဖမ်းဆီးတာမိသားစုလိုက်တိန်ရှောင်ပါကနေအိမ်ချိတ်ပိတ်တာတွေလုပ်မယ်လို့လည်းစေအုပ်စုကချိန်ချောက်ထားတယ်လို့မန္တလေးမြို့မြေပြင်ကင်းထောက်ဖွဲ့ရေးစီကဆိုပါတယ်။မန္တလေးမြို့ခင်ရိုင်းခုနှစ်မြို့နယ်လုံးမှာစေအုပ်စုကအထက်ပါတိုင်းရက်ကွက်လိုက်လူစုဝေးကမဲနိုင်ခိုင်းတာတွေလုပ်နေပြီးမဟာအောင်မြို့နယ်မှာတော့ လ24ရက်မှာရက်ကွက်အလိုက်သတ်မှတ်နေရတွေကိုလာရောက်ပြီးမြင်နိုင်ရမယ်လို့စီအုပ်စုကမြို့အနက်လော့စပီကာနဲ့လိုက်အွန်နေပါတယ်။အာနာသိန်းစီအုပ်စုက2024မလာကာစာလို့နိုင်ငံတော်စစ်သားတစ်စုဆောင်တာတွေလုပ်နေပြီးပေါ်တာဆွေးစုဆောင်ရရှိလာသူတွေကိုရက်တူစစ်တနပ်ပြီးလက်နက်ထုတ်ပြီးတော့ နိုင်ငံတော်ကတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေစီအသေးငယ်စစ်သားအဖြစ်ပို့လွှတ်နေတာဖြစ်ပါတယ်။မန္တလေးမြို့ပြည်ကြီးတကုံမြို့နယ်တာတလင်းချင်းရက်ကွက်မှာမလာစနေရကဒေသခံတွေကိုစစ်အုပ်စုကမဲနိုင်ခိုင်းပြီးစစ်သားတွေစုဆောင်းနေတဲ့ပုံတွေကိုလည်းသတင်းတွေမှာဖော်ပြထားတာပဲဖြစ်ပါတယ်။ဆလဘီအကြံဖက်စကောင်းဆောင်မင်းအောင်လိုင်းထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပမယ်ဘင်းစတက်စီဝေးတက်မယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်အကြံဖက်စကောင်းဆောင်မင်းအောင်လိုင်းထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပမယ်ဘင်းစတက်စီဝေးကိုတက်ရောက်မှာဖြစ်ကြောင်းထိုင်းသတင်းဌာနတွေကသတင်းဖော်ပြပါရယ် ်ဘင်းစတက်အစည်းအဝေးတက်ရောက်ဖို့ဧပြီလ3ရက်နေ့မှ4ရက်နေ့ထိဘန်ကောက်မြို့ကိုလာရောက်မှာဖြစ်ပြီးအဆိုပါအစည်းအဝေးကိုထိုင်းနိုင်ငံကအင်ရှင်ဖြင့်လက်ခံကျင်းပမှာဖြစ်ကြောင်းသိရပါတယ်။ဘင်းစတက်အစည်းအဝေးရဲ့6ကြိမ်မြောက်ထိပ်သီးအစည်းအဝေးကိုတက်ရောက်မယ်မြန်မာနိုင်ငံကထိုင်းနိုင်ငံကိုပထမဆုံးလာရောက်ခြင်းဖြစ်ပါတယ်။အဲ့ဒီအစည်းအဝေးကိုထိုင်းဝန်ကြီးချုပ်ကတဘာပတိဖြစ်တာဝန်ယူကျင်းပမှာဖြစ်ပြီးဘင်းစတက်ဖွဲ့ဝင်နိုင်ငံတွေလည်းတက်ရောက်မှာဖြစ်ပါတယ်။ဘင်းစတက်ဖွဲ့ဝင်နိုင်ငံတွေမှာအိန္ဒိယ၊တီရီလင်ကဘင်္ဂလားဒေ့ရှ်၊ဘူတန်၊မြန်မာ၊နီပေါ်နဲ့ထိုင်းနိုင်ငံတို့ပါဝင်တယ်လို့သတင်းမှ ဖော်ပြပါရှိပါရှင်။ တနိုင်ငံလုံးမှာထောင်တောင်ချီအင်အားနဲ့အထွေထွေထိုးစစ်ကြီးတရက်ဆင်နွှဲပြီးစစ်အာဏာသိမ်းမှုအဆုံးသတ်ပေးဖို့ NUG ကာကွယ်ဝင်ကြီးအတိပေးကြညာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တနိုင်ငံလုံးမှာထောင်တောင်ချီအင်အားနဲ့အထွေထွေထိုးစစ်ကြီးတရက်ဆင်နွှဲပြီးစစ်အာဏာသိမ်းမှုအဆုံးသတ်ပေးဖို့အမျိုးသားညီညွတ်ရေးဆိုရာ NUG ကာကွယ်ဝင်ကြီးဦးရင်မွန်ကအတိပေးကြညာလိုက်ပါတယ်။မလရှင်ယန်နီကကျင်းပခဲ့တဲ့တမူးတင်တဲ့အမတ်စဉ်တင်မြင့်ဆောင်2024တင်တဲ့ဆင်ပွဲကိုပေးပို့တဲ့တဝန်လွှာ၎င်းကထည့်သွင်းပြောကြားခဲ့တာပါ။ မြို့သိမ်းတိုက်ပွဲအတွေ့အကြုံများရယူခဲ့ဖြစ်တဲ့အတွက် PDN ပကဖနဲ့မဟာမိတ်တော်လိုင်းဖွဲ့ရင်းအားလုံးလက်တွဲပြီးစစ်မျက်နှာလိုက်ထောင်တောင်းချင်အင်အားနဲ့အထွေထွေထိုးစစ်ဆေးဆင်နွှဲပြီးစစ်အာဏာသိမ်းမှုအဆုံးသတ်ကြရမယ်လို့ကာကွယ်ဝင်ကြီးဦးရင်မွန်ကပြောကြားလိုက်ပါတယ်။တော်လိုင်းအစောပိုင်းကာလမှာတပ်ဖက်ကတပ်တီဆောင်ရင်တပ်ဖက်ကတနိုင်ငံလုံးအတိုင်းတာနဲ့စစ်ရေးလှုံ့ဆော်နိုင်အောင်ပထမဆင့်ကြိုးပမ်းခဲ့ရတယ်။ဒုတိယဆင့်အနေနဲ့ဒုတဲ့အင်အားစုစည်းမဟာဗျူဟာထိုးစစ်ဆင်ရင်မြို့သိမ်းစခန်းတိုက်ပွဲတွင်ဆင်နွှဲတဲ့အတွေ့အကြုံရဲဘော်တို့ရယူနိုင်ခဲ့ကြပြီဖြစ်တယ်။ဒါဆို ရင်တတိယဆင့်ကဘာဖြစ်မလဲ PDF ဘက်ကဖာနဲ့မဟာမိတ်အွန်လိုင်းဖွဲ့အားလုံးလက်တွဲပါဝင်ပြီးစစ်မျက်နှာလိုက်ထောင်တောင်းချီအင်ရနဲ့အထွေထွေထိုးစစ်ကြီးတရက်ကိုတနိုင်ငံလုံးအတိုင်းတာနဲ့ဆင်နွှဲကြဖို့ဖြစ်လိမ့်မယ်ဒီထိုးစစ်ကြီးကစစ်အာဏာသိမ်းမှုကိုအဆုံးသတ်ပေးလိမ့်မယ်လို့ငါတို့ယုံကြည်တယ် အဆုံးတနည်းမှာဆုံးယုံမှုမှန်သမျှကြဆုံးပြီးကောင်းမြတ်ခြင်းအမှန်တရားကအောင်ပွဲခံမှာဖြစ်တဲ့ပြည်သူတော်လှန်ရေးမဟုတ်ချအောင်မယ်လို့ NUG ကကွေးဝင်ကြီးဦးရင်မွန်ကပြောပါတယ်။ PDN ပကဖရဲဘော်များ COC နေရနဲ့တိုင်ဆွမ်းရင်အကောင့်နဲ့ရဲဘော်တွေဖြင်းရေးကိုစင်စက်မပြတ်ဖော်ဆောင်ခဲ့ကြောင်းတက်မတော်ထူထောင်ရမှာလက်နက်ကင်အင်အားစုအလုံးအလံတော်တစ်ခုတည်းအောင်မှာစူးစီးပြီးပြည်သူတော်လှန်တရားစင်နွယ်ဖို့နဲ့စနစ်ပြောင်းရေးဦးတည်တဲ့တော်လှန်ဖြစ်တဲ့အတွက် Federal Democracy နိုင်ငံရေးစနစ်နဲ့လျော်ညီတဲ့ Federal ပြည်ထောင်စုတက်မတော်တည်ထောင်တဲ့အခါရှေးပြေးမြို့ တည်ဖြစ်စေဖို့ရည်ရွယ်ထားကြောင်း၎င်းကပြောဆိုပါရယ် PDF ပါကဖရဲဘော်တွေ COC နှစ်ရက်နဲ့တိုင်ဆွမ်းရင်အကောင်နဲ့ရဲဘော်တွေဖြစ်စေဖို့ဟာငါတို့စင်စမပြဲဖော်ဆောင်မဲ့လုပ်ငန်းတာဝန်ဖြစ်တဲ့အခုဆိုရင်ရဲဘော်တို့ကဒီတာဝန်ကိုထမ်းဆောင်ဖို့အစဉ်အသင့်ဖြစ်ကြပြီလို့နားလည်တယ်တမူးရည်ရဲ့ဦးဆောင်မှုကိုကျိုးစွန်အနေနာခံမှုနဲ့တက်ကိုကောင်းတဲ့ကောင်းမာတဲ့မအောင်တိဆောက်ကြမှာဖြစ်တယ်လို့ဦးရင်မွန်ကဆက်လက်ပြောဆိုပါရယ်ဒီကနေ့တော်လိုင်းချင်းကြီးရရကိုကြည့်မယ်ဆိုရင်တော်လိုင်းအောင်မြင်မှုနဲ့တော်လိုင်းအောင်မြင်တဲ့အခါမှာပြည်သူများမျှော်မှန်းထားတဲ့ဖက်ဒရယ်ဒီမို ရေစီပြည်ထောင်စုထူထောင်နိုင်ဖို့ PDF တက်မတော်မှာတာဝန်ရှိကြောင်းအသိပေးထားပါရယ်ဒီကနေ့ဆိုရင်ပြည်သူ့ကာကွယ်တက်မတော်ရဲ့တက်တန်းက၄နှစ်ပြည့်ဖို့လပိုင်းသာလို့တော့တယ်ဒီအချိန်မှာ PDF တက်မတော်ကိုဦးဆောင်ပြီးအစဉ်စဉ်သောတော်လိုင်းတာဝန်ကိုထမ်းဆောင်မဲ့တမူကောင်းတွေငါတို့တက်မတော်မှာပေါ်ထွက်ခဲ့ပြီးဖြစ်တယ်လို့ယုံကြည်တယ် တက်မှုကောင်းမှတက်ကောင်းမယ်ဆိုတဲ့ဆိုရိုးစကားလည်းရှိရဲတက်မှုတည်းရတီဆောင်ရမှာတက်မှုတွေရဲ့အခန်းကဏ္ဍဘလောက်ကြီးမှတလဲဆိုတာတော့အထူးပြောဖို့လိုမှာမဟုတ်ဘူးလို့၎င်းကမင်ကုန်းမှထည့်သွင်းပြောဆိုခဲ့ပါတယ်အဆိုပါတက်မှုတင်နန်းမဆင်တက်ကိုအမတ်တစ်စစ်ဒေတာမှဖွင့်လင်းခဲ့တာဖြစ်ပြီးတင်နန်းကာလ၃လကြာမြင့်ခဲ့ကြောင်းတင်နန်းအောင်မြင်ရေးအတွက် KAI တက်မှတင်နန်းစရာအရာရှိများနဲ့ PDS စေယုံကျုံမှတာဝန်ရှိသူများကပို့ချခဲ့ကြောင်းသိရပါတယ်ဆက်လက်ပြီးထိုင်းနိုင်ငံဘဏ်ကောင်မျိုးမှရှင်းတိုင်းမှုဖြစ်ပွားခဲ့ပြီးတည်ဆုံခဲ့တယ် SMB တောင်းတက္ကသိုလ်မှကျောင်းသားများအတွက်တရားမျှတမှုရရှိရေးမိသားစုဝင်များတောင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့ SMB တောင်း University မှာမြန်မာကျောင်းသားနဲ့ နှစ်ဦးမောင်းနှင်လာတဲ့ဆိုင်ကယ်နဲ့ကားတစီပြင်းထန်စွာတိုက်ခိုက်ခဲ့တဲ့အတွက်မြန်မာကျောင်းသားတဦးသေဆုံးခဲ့ရပြီးအဆိုပါဖြစ်ရအတွက်တရားမျှတမှုရရှိရေးသေဆုံးသူကျောင်းသားရဲ့မိသားစုဝင်ဖြစ်တဲ့အသက်၁၉နှစ်အရွယ်ကျောင်းသားကဦးဆောင်ပြီးတရားမျှတမှုရရှိရေးတောင်းဆိုလျက်ရှိကြောင်းသိရပါတယ်။အဆိုပါဖြစ်စဉ်က၂၀၂၄ခုနှစ်နိုဝင်ဘာလ၁၈ရက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးတက္ကသိုလ်ကျောင်းသားနှစ်ဦးဆိုင်ကယ်နဲ့တက္ကသိုလ်အသွားလမ်းမှာရှင်စီကန်ချိုးပေါက်ကမြင်းတေကိုဖြတ်ကွေလာတဲ့ကားတစီနဲ့တိုက်မိပြီးတအူးသေဆုံးပြီးတအူးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်းသိ ိရပါတယ်။မတော်တဆမှုဖြစ်ပွားပြီးချိန်မှာအရေးပေါ်ကုသမှုမရရှိခဲ့ဘဲနောက်နေ့ကြမ်းကြမှုတက္ကသိုလ်ရဲ့လိလူရှုမှုတို့ကြောင့်ကြောင်းသားတအုပ်အသက်သေးဆုံးခဲ့ရတဲ့အတွက်တရားမျှတမှုရရှိရေးတောင်းဆိုရခြင်းဖြစ်ကြောင်းအသက်သေးဆုံးတဲ့အထိဖြစ်ပွားခဲ့တဲ့မတော်တဆမှာရင်းစည်းကမ်း ဖောက်ဖြက်မောင်းနှင်ခဲ့သူကတားမြစ်တဲ့ခန်းငယ်ကွေကိုမစင်မချင်းကွေပြီးလမ်းမှန်အတိုင်းမောင်းနှင်လာတဲ့ကြောင်းသားများဆိုင်ကဲအရှိန်မသက်နိုင်ပေရှင်တိုင်းမှုဖြစ်ပွားခင်ရခြင်းဖြစ်ကြောင်းသိရပါရယ်လူသေးဆုံးရတဲ့အထိရင်တိုင်းမှုပြင်းထန်ခဲ့တော့လဲတက္ကသိုလ်မှာ CCTV မှတ်တမ်းနဲ့ကားပလက်ပေါင်းမှတ်တမ်းလေးမရခဲ့ကြောင်းတန်ရာရရှိခဲ့တဲ့ကြောင်းသားတွေကိုစေယုံကိုပို့ဆောင်ဖို့အတွက်လဲတက္ကသိုလ်ပိုင်းလူနာတင်ရင်ကတန်ရာပေါက်ကပြက်စီးနေတဲ့အတွက်စေကူသားခွင့်မရပဲတနိုင်နီးပါးကြောင်းလဲနေခဲ့ရကြောင်းတည်ဆုံးခဲ့ရတဲ့ကြောင်းသားရဲ့မိသားစုဝင်ကလူမှုကွန်ရက်ကိုမျှဝေရဲစား မှာဖော်ပြထားပါတယ်။ အဲဒီလိုတက္ကသိုလ်ကျောင်းဝင်းအတွင်းကျောင်းသားအသက်ဆုံးရှုံးရတဲ့အထိဖြစ်ပွားခဲ့တဲ့ရှင်တိုင်မှုမှာတက္ကသိုလ်တာဝန်ရှိသူတွေကကူညီပေးခြင်းမရှိကြောင်းစေယုံကိုရောက်ရှိချိန်မှာ passport စာအုပ်မပါခဲ့တဲ့အတွက်စေယုံရင်စေကူတာမှုညှဉ်းဆန်ခြင်းခံခဲ့ကြုံတွေ့ခဲ့ရကြောင်းအဲဒီလိုမျိုးမလိုလားအပ်တဲ့အချိန်ကြာမြင့်ခြင်းတွေဖြစ်ပွားခဲ့ရတဲ့အပြင်စေယုံရောက်ချိန်မှာလည်းဗန်နသိမ့်ပြီးမှသာခွဲစိတ်ပြီးမြင်ဒီလိုမဟုတ်ရင်ခွဲစိတ်ကူတာမှုမလုပ်ပေးနိုင်ဘူးဆိုပြီးပြောဆိုခြင်းတွေကြုံခဲ့ရပြီးပြင်းထန်အုံနောက်ဒဏ်ရာကိုခွဲစိတ်မှုပြီးတဲ့နောက်ပိုင်းမှာဆရာကိုင်နှုတ်တာကြံပြီးကွယ်လွန်ခဲ့ရကြောင်းသိရပါတယ်ဒီ ီလိုပြည်ရတွေတည်ဆုံတည်နေမိသားစုရင်းကြုံတွေ့ကြရတော့လဲចောင်းဘက်မှလိုက်ပါကုညီခြင်းမရှိပဲကျူးလွန်သူကားသမားကလည်းပြစ်ဒဏ်လျှော့ပေါ်ဖို့အတွက်ရေးစခန်းမှာခံဝင်ပြေးထိုးခြင်းများလှုံ့ဆော်ကညနေ၄နာရီခန့်မှာမှစေယုံကိုရောက်ရှိလာခဲ့ကြောင်း စာပနာအတွက်လို့ဆိုပြီးကာသမားစီမှာဘဏ္ဍတောင်းလာပြီးခင်ရတရားခံကိုတရားစွဲဆိုကတရားမျှတရေးတောင်းဆိုမှုမလုပ်ဖို့တက္ကသိုလ်မှာဖိအားပေးခြင်းများလှုံ့ဆော်ခဲ့ကြောင်းမိသားစုဝင်တွေကကာသမားကိုဘဏ္ဍတောင်းပြန်ပေးခဲ့ကြောင်းသိရပါတယ်။ဒါအပြင်ရင်တိုင်မှုဖြစ်စဉ်မှာအသက်ရှင်ကျန်ရသူအသက်16နှစ်အရွယ်ကျောင်းသားကိုလည်းကျောင်းရဝန်ထမ်းများကမင်းကိုနိုင်ကွန်ကိုမပြောင်းခြင်းမို့ဆိုရင်ဒို့တွေကိုလေးစားပါလို့ပြောဆိုကထပ်မံချိန်မောင်းခြင်းများလှုံ့ဆော်ခဲ့ပြီးကျောင်းတာဝန်ရှိသူတွေကထိခိုက်နစ်နာသူတွေအပေါ်စာနာစိတ်ကင်းမဲ့တဲ့ပုံစံတွေပြသခဲ့ကြောင်းနစ်နာ သူမိသားစုတွေကိုကူညီပေးနေတဲ့မြန်မာကျောင်းဆရာတွေကိုနှောက်ယှက်ခြင်းတွေနဲ့လှုံ့ဆော်ခဲ့ကြောင်းမိသားစုဝင်တွေစီမတင်ရပါတယ်လက်ရှိမှာနိနာသူမိသားစုဝင်တွေကတရားခံရှင်ပေါင်းပါဝင်တက်ကတော်ရင်တာဝန်မဲမှုကိုပါတရားစွဲဆိုထားပြီးတရားမျှတမှုရတဲ့ထိတောင်းဆိုသွားမှာဖြစ်ကြောင်းလူမှုကွန်ရက်မှာဖော်ထုတ်ထားတယ်လို့သတင်းမှာဖော်ပြထားပါတယ်ရှင်